်မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အာရခတက်တော် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တရှိရနေရနဲ့ AA ရုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့အကြံဖတ်စစ်တပ်ရဲ့နေပြည်တော်စစ်ရုံးကညွန်ကြနေပြန်နေဆိုပါတယ်အကြံဖတ်စစ်တပ်ကရန်ကုန်မြို့မှာကထိန်ဒဇောင်းတိုင်းမီထွန်းပွဲနဲ့ဈေးပွဲတော်တွေအတွင်းရန်ပြစ်မှုခိုးဆိုးလူရဲမှုနဲ့မူရစ်တောင်းကျမ်းသူလူငယ်တွေကို အမှုဖွင့်အရေးယူတဲ့အဆင့်ကိုမလုပ်တော့ပဲစစ်မှုထမ်းအဖြစ်တခါတည်းစုဆောင်းလိုက်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အာကတတော် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တရှိရာနေရာနဲ့ AA ရုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့အကြံဖတ်စစ်တပ်ရဲ့နေပြည်တော်စစ်ရုံးကညွန်ကြနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရေကုန်ခစ်တက်ကိုအတိအပြည့်ပြောဆိုလာပါတယ်ဒါကတော့ အရခတတော် AAC ဦးစီးချုပ်ဘူချုပ်ထုံးမြနိုင်ကရခိုင်ဒေသကိုပြန်လဲရောက်ရှိပြီဖြစ်တယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်မှာပဲအကြက်ဖက်စစ်တပ်ရဲ့အော်တိုဘာလာနှောင်းပိုင်းကပြုတ်လုတဲ့နေပြီးတော့စစ်ရုံးရဲ့ရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးအတွင်းအရခတတော် AAC ဦးစီးချုပ်ဘူချုပ်ထုံးမြနိုင်တရှိရာနေရာနဲ့ AA ရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့ညွှန်ကြားသွားတာဖြစ်တယ်လို့ဆိုပါတယ်တစ်ဖက်က AAC ဦးစီးချုပ်ဘူချုပ်ထုံးမြနိုင်ကိုယ်တိုင်ပြီးခဲ့တဲ့ဩဂုတ်လ30ရက်နေ့ကပဲရခိုင်ပြည်နယ်မှာ AA သိမ်းပိုက်ထားတဲ့မောင်တော်မြို့အတွင်း ရိုဟင်ဂျာတွေနဲ့တွေ့ဆုံခဲ့မှုကိုအေအေဘက်ကပဲတပုံတွေနဲ့တကွတရားဝင်ထုတ်ပြန်ပြီးကြတဲ့ကအကြက်ဖက်စစ်တပ်ဟာအေအေစီးဥစည်းချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တရှိရာနေရာနဲ့အေအေရုံးဌာနချုပ်ဘယ်မှာရှိနေလဲဆိုတာကိုစိတ်ဝင်စားနေတာဖြစ်ပြီးအခုတော့တခါတည်းစုံစမ်းဖော်ထုတ်ဖို့ကိုပါညွန်ချနေပြန်တာဖြစ်တယ်လို့နေပြီးတော့စစ်တပ်တရင်အရင်မြစ်ကရန်ကုန်ခေတ္တကိုအတိပေးပြောဆိုထားပါတယ်တစ်ဖက်မှာလည်းရခိုင်ပြည်နယ်မှာသူတို့စစ်တပ်ကထိန်းချုပ်လို့ရနေသေးတဲ့မြို့ဆိုလို့စစ်တွေကြောက်ဖြူနဲ့မန်းအောင်ဆိုတဲ့၃မြို့ပဲနောက်ဆုံးကျန်တော့ပြီ ရခိုင်တပြည်လုံးနှိပါကိုအေးအေးကပဲတိမ့်ပိုက်ထိန်ချုပ်ထားတာဖြစ်တဲ့အတွက်စစ်တပ်ကအဲ့ဒီလိုသူတို့လက်လွတ်ထားရတဲ့ရခိုင်ပြည်နယ်ကမြို့တွေကိုပြန်လိုချင်နေပြီဘလို့ပြန်လဲတိမ့်ပိုက်မလဲဆိုတဲ့စီမံချက်တွေကိုပါရေးဆွဲနေပြန်တဲ့အပြင်ကြီးရီလီပူပေါင်းပြီးထိုးစစ်ကြီးတွေပါဆောင်ရွက်ဖို့ညွန်ကြနေပြန်တဲ့တို့လည်းပြောထားပါလေအချင်းဖက်စစ်တပ်ကအဲ့ဒီလိုရခိုင်ပြည်နယ်မှာသူတို့ထိန်ချုပ်ထားတဲ့မြို့တွေမပအောင်အရင်ကလည်းကြီးရီလီထိုးစစ်တွေနဲ့ပဲအေးအေးကိုပြန်လဲတိုက်ခိုက်ခဲ့ပြီးမြဲ ဘလို့မှမနိုင်ပဲသူတို့ရဲ့စစ်တင်းမောတွေပါအစီမနေပင်လဲတဲ့နစ်မြုပ်သွားတဲ့အထိခြေမုံခံရတဲ့အပြင်ယဟတ်ရင်တွေပါအေးအေးဘက်ကပြစ်ချတာကိုခံရပြီးနေမြေတွေမြို့တွေအကြည့်ကျလက်လွတ်လိုက်ရတာဖြစ်သလိုအခုလဲသူတို့စစ်တပ်ကပြောနေကြအတိုင်းကြီးရည်လေး၃မျိုးပေါင်းပြီးထိုးစစ်ဆင်ခိုင်းနေပြန်တဲ့အပြင်အေးအေးစီဦးစီချုပ်ဘိုးချုပ်ထုံးမြန်နိုင်တရှိရနေရနဲ့အေးအေးရုံးဌာနချုပ်ကပါစုံစမ်းဖော်ထုတ်ဖို့နေပြီးတော့စစ်ရုံးချုပ်ကနေညွှန်ကြားနေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ တစ်ဖက်မှာတော့အကျက်ဖက်စစ်တကရန်ကုန်မြို့မှာကထိန်တစောင်းတိုင်းမီထွန်းဘွဲနဲ့ဈေးပွဲတော်တွေအတွင်းရန်ဖြစ်မှုခိုးဆိုးလူရမှုနဲ့မူရဲတောင်းကျမ်းသူလူငယ်တွေကိုအမှုဖွင့်အရေးယူတဲ့အဆင့်ကိုမလုပ်တော့ပဲစစ်မှုထမ်းအဖြစ်တခါတည်းစူဆောင်းလိုက်တယ်လို့စူဆောင်းခံရတဲ့လူငယ်တချို့ရဲ့မိသားစုဝင်တွေကရန်ကုန်ခေတ်တကိုပြောပါတယ်အဲ့ဒီကရန်ကုန်မြို့အင်းစိန်မြို့နယ်မှာဆိုရင်အရှိဂျိုကုန်းရက်ွက်ဥက္ကဋ္ဌစောဝင်းလွင်ဆိုတဲ့သူက အရှိချုပ်ကုန်းမှာကထိန်လှည့်လေပွဲတစောင်းတိုင်းမိထွန်းပွဲတွေအတွင်ရန်ဖြစ်တဲ့သူတွေငူးရရန်ကားတဲ့သူတွေနဲ့ခိုးဆိုးလူရက်သူလူငယ်တွေကိုရဲစခန်းမပို့တော့ပဲစစ်မှုတန်းအဖြစ်တပ်ဆိုင်ရာတပ်နေရီစီကိုတခါတည်းပို့လိုက်တယ်ဆိုပါတယ်လက်တော်တီးရတဲ့လောက်တင်းအဲ့ဒီအင်းစိန်မြို့နယ်ဂျိုကုန်းရက်ကွက်အုတ်ချုပ်ရေးအဖွဲ့ဝင်တွေဖမ်းဆီးပြီးစစ်မှုတန်းအဖြစ်စစ်တပ်ထဲပို့လိုက်တဲ့လူငယ်၄ဦးရှိထားတဲ့အကြောင်းနဲ့အဲ့ဒီလူငယ်၄ဦးဟာ ကထိန်မှာအုတ်ချိုကြီးအဖွဲနဲ့ရံဖြစ်တဲ့သူတွေတစောင်းနိုင်တခိုးကြီးညမှာရံဖြစ်တဲ့သူတွေဖြစ်ပြီးသူတို့ကိုစစ်မှုထမ်းအတွက်ပေးနေရတဲ့လူငယ်တွေအစားတခါတဲ့အစားထိုးပို့လိုက်တာဖြစ်တယ်လို့ဖန်စီခံလူငယ်တအူးရဲ့ဆွေမျိုးဖြစ်သူကပြောထားပါတယ်အလားတူအစ်စိမ်မျိုးနဲ့ကန်းနာအလေရက်ကွက်မှာလေဘုံကထိန်နဲ့ချင်းပွဲအပါဝင်စတိတ်ရှိုးပျော်ပွဲရှင်ပွဲတွေပြုလုပ်ခဲ့ရမှာအဲ့ဒီပွဲကာလအတွင်းမူရင်နေတဲ့လူငယ်တွေရံဖြစ်တဲ့လူငယ်တွေကိုကန်းနာအလေရက်ကွက်အုပ်ချုပ်ရေးမှုချစ်ဆန်း ယာယီမှုဘူဂျင်းနဲ့လူမိုက်ကျင်ဟုတ်တို့အဖွဲ့တွေကဖမ်းဆီးပြီးတော့စစ်မှုထမ်းအဖြစ်စူးစမ်းသွားတဲ့အပြင်အဲ့ဒီပွဲတွေမှာပြစ်မှုမကျူးလွန်ပဲပွဲစည်းလာလျှောက်တဲ့လူငယ်တချို့ကလည်းအဲ့ဒီအုပ်ကြီးအဖွဲ့ကပေါ်တာဆွဲဖမ်းဆီးခဲ့တာတွေရှိသေးတယ်လို့အဲ့ဒီအင်းစိန်မြို့နဲ့ကန်းနာအလေရက်ကွက်နေပြည်သူတချို့ကပြောထားပါတယ်လက်ရှိအကြံဖတ်စစ်တပ်ရဲ့နိုဝင်ဘာလအတွင်းဖွင့်မဲ့စစ်မှုထမ်းအပတ်စဉ်၁၉အတွက်ရန်ကုန်မြို့မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေစတင်လှုပ်ဆောင်နေပြန်တာဖြစ်တယ်လို့လေမြို့နေပြည်သူချို့စီကနေသိရပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ဒင်းသာကြီးတိုက်ပလောမြို့နယ်ကြောက်စုစစ်တကိတ်အနီးမှာပဲအကြက်ဖက်စစ်တပ်လက်အောက်ကပလောမြို့အမှတ်လေးရက်ကွက်အောက်ချုပ်ရေးမှူးစိုးဝင်နဲ့သူ့ရဲ့တပ်တော်ဆောင်တို့နှစ်ဦးကိုတော်လန်ရေးရဲဘော်တွေကပြစ်ခတ်ရှင်းလိုက်ရမှာနှစ်ဦးစလုံးနေရာမှာတင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ရတဲ့အပြင်သူတို့စီကတနတ်တလက်ကိုပါတင်စီရရှိခဲ့တယ်လို့ဘိတ်ခိုင်ပီဒီအမှတ်တတရင်ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံထဲမှာလေ အဲ့ဒီအုတ်ကြီးဇိုးဝင်နဲ့သူ့ရဲ့တတော်ဆောင်တို့နှစ်ဦးစလုံးလမ်းမာတယ်အတုံးယုံသိမ့်နေကြတဲ့ပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အော်တိုဘာလ23ရက်နေ့ကပလောမျိုးနဲ့ကျောက်စုစစ်တပ်ကအနီးမှာပဲအချမ်းပစစ်တပ်လက်အောက်ကပလောမျိုးအမှတ်လေးရက်ကွက်အုတ်ချုပ်ရေးမှုဇိုးဝင်နဲ့သူ့ရဲ့တတော်ဆောင်တို့နှစ်ဦးဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန်တော်လန်ရေဘော်ရီကပြက်ခတ်ရှင်းလင်းလိုက်ရမှာနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါလေအဲ့ဒီနောက်အုတ်ကြီးဇိုးဝေတို့နှစ်ဦးရဲ့မတ်ပါအလောင်းတွေစီကနေ တနက်တလက်ကိုပါတော်လိုင်းတက်တွေကတပါတဲ့တင်းစီရရှိခဲ့ပြီးအဲ့ဒီအုတ်ချုပ်ရင်မှုဇိုးဝင်တဲ့သူ့တတ်တော်ဆောင်ဟာအကျံဖတ်စစ်တဲ့အတွက်လူငယ်တွေကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တောင်းရန်တာတွေလုပ်နေုံနဲ့မကစစ်တပ်အာဂုံနဲ့ပြည်သူတွေကိုနှီးမျိုးစုံအနိုင်ကျင့်ဖိနှိပ်ချင်းချောက်နေသူတွေဖြစ်ပြီးအခုတော့ပိတ်ကုန်ကြပြီလို့ဘိတ်ခရိုင်ပြည်သူ့အမှတ်တတရင်ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာ ဆက်ထဲမှာပဲဒင်းသာရီတိုင်းတည့်6မြို့နယ်မှာတိုက်ပွဲ3ကြိမ်ဖြစ်ပွားမှုအတွင်းစစ်တပ်က73ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်တနက်9လက်ကိုပါတပါးတဲ့သိန်းစီရရှိထားတယ်လို့တဝဲခိုင်တပေါင်းစုတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒင်းသာရီတိုင်းတည့်6မြို့နယ်မှာပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကတည်းကစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုနေရမှာ ကြောက်လီကဂျေးရွာနဲ့ဗဒတ်ချောင်းကြီးဂျေးရွာဘက်တွေမှာအော်တိုဘားလာရှိရနေအပါဝင်တိုက်ပွဲပေါင်း၃ချိန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွင်းအချက်ဖက်စစ်တပ်ဘက်က73ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များတာပြီးတိုက်ပွဲတွေအတွင်းကနေလက်နက်ခုနှစ်လက်နဲ့ခဲယမ်းအချုပ်ကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိထားသေးတယ်လို့ဒဝဲခိုင်တပေါင်းစုတာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်လက်ရှိတင်းတိုင်းတိုင်းပတ်မှာဒေါ်လာအင်တာတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းတွေအတွက် စစ်ကြောင်းထိုးတာတွေသွားသွားလုံနေပြီမယ်သူတို့စစ်တပ်ဘက်ကသာအခုလိုတော်လိုင်းရေးတပ်တွေရဲ့တံပြန်တိုက်ခိုက်ချေမှုမှုကိုခံရတဲ့အခြေအနေတွေသာအမြဲလိုလိုကြုံတွေ့နေရတယ်လို့လေဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာလေမန္တလေးတိုင်းမြင်းကျံမြို့နယ်ကလက်သိရွာမှာရှိတဲ့အချက်ပစစ်တပ်စူပေါင်းဂိတ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်က၈ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင် အဲ့ဒီနေရာကိုစစ်ကူလာဖို့တည်င်းပေးတဲ့စစ်တပ်ကဒလန်နှစ်ဦးကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့မြင်းညံခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူဘူတက်ကြီးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲမြင်းညံမြို့နယ်လက်တရွာမှာရှိတဲ့အကြံဖက်စစ်တပ်စူပေါင်းဂိတ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကပခုံးတန်း RPG နဲ့အရင်ဆုံးပစ်ခတ်ဖြိုခွင်းပြတာနဲ့လက်နက်ငယ်တွေနဲ့ပါလျှက်တပြက်ဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း နေရာမှာတင်ထေကုန်ကြတဲ့စစ်သားမသားအလောင်းတွေပြီးမှာတနက်တွေပါဒီအတိုင်းတွေ့နေရပေမဲ့ပြစ်ခတ်မှုတွေကြားတဲ့တနက်တက်ကောက်ဖို့အခွင့်အရေးမရခဲ့တဲ့အကြောင်းနဲ့စစ်တပ်ဘက်ကစုစုပေါင်း၈ဦးကတော့အတိအသေးတေကုန်ကြတဲ့အကြောင်းကိုလည်းအတိအကျတိထားရတယ်လို့မြန်မြန်ခိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူဘူတက်ကြီးကရှင်းပြထားပါတယ်။အဲ့ဒီအကျံဖက်စစ်တပ်ဂိတ် ပြစ်ခတ်ခံရတဲ့အကြောင်းကိုမျက်မြင်တွေ့ခဲ့တဲ့ဒေသခံပြည်သူတို့ကလည်းမှန်ကန်တဲ့အကြောင်းအတိပြုထားပါသေးတယ်။အဲ့ဒီလိုပြစ်ခတ်မှုတွေဖြစ်တဲ့နေရာကို စစ်ကူလာဖို့စစ်တပ်ဘက်ကိုတည်င်းပေးတဲ့ဒလန်နှစ်ဦးကိုလည်းတော်လန်ရေးရပ်ပရိကဖမ်းဆီးနိုင်ခဲ့ပြီးအဲ့ဒီဒလန်နှစ်ဦးကိုတပ်ဆိုင်ရာနေမြေကန် PDF တပ်တွေစီလွှဲပြောင်းပေးလိုက်ပါပြီလို့လည်းမြန်မြန်ဖြိုင်းတရင်ခုနှစ်ဇီရိုပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူဘိုးတက်ကြီးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းပေါင်းမြို့နယ်မှာရှိတဲ့တရဖီဂျေးရွာကိုအကြံဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးပြည်သူခုနှစ်ဦးကိုဖမ်းဆီးသွားတဲ့အပြင် နေအိမ်တွေကိုပါမိရှုဖြစ်စီသွားပြန်တယ်လို့ပေါ့မြို့နယ်ကာကွယ်ရေးအဖွဲ့ရဲ့ကိုလရောင်ကရောင်ခစ်တီကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲပေါ့မြို့နယ်မှာရှိတဲ့တရဖီဂျေးရွာကိုအချမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးထွက်ပြေးလို့မလွတ်တဲ့ပြည်သူ9ဦးကိုဖမ်းဆီးသွားတဲ့အပြင်နေအိမ်တွေကိုပါမိရှုဖြစ်စီသွားတယ်ဆိုပါတယ်အဲ့ဒီမှာနေအိမ်တွေဘလောက်တောင်မိလောင်ဖြစ်စီသွားတယ်လဲဆိုတာကတော့လက်တလုံးမသိရသေးပဲဂျေးရွာနေပြည်သူတွေကတော့ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာဆင်ရွာကျောကပြည်သူတွေပါအကြံဖတ်စစ်တပ်ရဲ့စစ်ကြောင်းထုတ်မိရှုဖြစ်စီမှုတွေကြောင့်ဘေးလွတ်ရာတွေကိုတန်းရှောင်နေရတယ်လို့ပေါ့မြို့နယ်ကာကွယ်ရေးအဖွဲ့ရဲ့ကိုလရောင်ကပြောထားပါတယ်အဲ့ဒီလိုအကြံဖတ်စစ်တပ်စစ်ကြောင်းတွေဟာကျေးရွာတွေတက်ကိုဝင်ရောက်ပြီးဆိုတာနဲ့ပြည်သူတွေကိုရန်သူလိုသဘောထားပြီးဖမ်းဆီးရိုက်နှက်နှိပ်စက်တာတွေနေအိမ်တွေကိုမိရှုတာတွေမိန်းကလေးတွေဆိုလဲမဒိန်ချင်းတပ်ဖြတ်တာတွေပါလုပ်ယုံနေမှာကသူတို့စိတ်တိုင်းမကြတဲ့ပြည်သူတွေဆိုတနက်နဲ့ပြစ်သက်တာတွေပါလုပ်တဲ့အတွက် အညာမှာရှိတဲ့ဂျေရွာနေပြည်သူတွေဟာအကြက်ဖတ်စစ်တပ်စစ်ကြောင်းတွေလာပြီးဆိုတဲ့အတန်ကြားတာနဲ့ဘေးလူရာတွေကိုအတိအသင့်ထွက်ပြေးတင်းရှောင်ရတဲ့အခြေအနေဖြစ်တယ်လို့လေဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အကြက်ဖတ်စစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲနှီးကပ်လာတဲ့အမြမြို့ပြပျောက်ကြားတပ်ဖွဲ့တွေရဲ့ရန်ကုန်မြို့ပြစစ်စင်ရေးတွေဟာလည်းခက်ဆိတ်ဆိတ်ပြန်ပေါ်လာပြီးဒီတပ်ပေါ်မှုအရှိန်မြင့်သွားမှာဖြစ်တယ်လို့လေရန်ကုန်ပျောက်ကြားတပ်ဖွဲ့တွေစီကနေသိရပါတယ် လက်ရှိရန်ကုန်မြို့မှာဆိုရင်အကြမ်းဖက်စစ်တပ်ရဲ့လုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကပဲပြီးခဲ့တဲ့ဩဂုတ်လလောက်ကစပြီးတော့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေရဲ့စစ်ရေးဖော်ဆောင်မှုတွေဟာခက်စိတ်စိတ်ပြန်ရှိလာခဲ့ပြီးလက်ရှိစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲနဲ့နီးကပ်လာတဲ့အမြမြို့ပြစစ်စင်ရေးတွေကိုပို့ပြီးအချိန်မြင့်မှုရှိနေတယ်လို့လည်းဆိုပါတယ်ရန်ကုန်စကော့နဝရဲ့ထုတ်ပြန်ချက်အရဆိုရင်လည်းပြီးခဲ့တဲ့စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်း ရန်ကုန်မြို့လေကောင်အပါဝင်မြို့နယ်တချို့မှာအကျန့်ဖက်စစ်တပ်နဲ့ပတ်သက်တဲ့ရဲစခန်းရက်ကွက်ယုံထွေးအုပ်ယုံနဲ့ကြန့်ဖို့ယုံအပါဝင်မြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့စစ်ရေးဖော်ဆောင်မှုဟာ၁၄ချိန်ထက်မနည်းရှိခဲ့တယ်လို့ဆိုထားပါသေးတယ်။တစ်ဖက်မှာလည်းအကျန့်ဖက်စစ်တပ်ကရန်ကုန်လိုမြို့ကြီးတွေမှာသူတို့လုံးမဲ့ရွေးကောက်ပွဲအတူကြီးအတော့ပါလုံခြုံရေးတွေကိုအရင်ထပ်ပို့ပြီးတင်းကျပ်ထားရုံနဲ့မကရွေးကောက်ပွဲနောက်ဆက်မှုကြောင့်ဆိုပြီးပြည်သူတွေကိုအကြောက်မျိုးမျိုးနဲ့ဖမ်းဆီးမှုတွေလုပ်ပြီးတော့အကြောက်တရားတွေရိုက်သွင်းနေတဲ့ကြားကပဲရန်ကုန်မြို့ပြတော်လိုင်းရဲ့ရပ်ပေါ်တွေကလည်း စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပြီးစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲနဲ့နီးကပ်လာတာနဲ့အမျက်မြို့ပြဆစ်စင်ရေးတွေကိုပို့ပြီးအရှိန်မြင့်မှုရှိနေတယ်လို့လည်းရန်ကုန်ပျောက်ကြားတပ်ဖွဲ့စီကနေသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ